လမ်းကျိုးလမ်းကြားအင်ဂျိုအင်ကြားမှာပဲဖြစ်တယ်လို့မြှုပ်ထားခဲ့တော့သူတို့ရဲ့အလောင်းတွေကိုခွေးတွေကပေါ်ပြီးတော့စားနေကြတာအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပအဝင်တဲ့င်းထူးတဲ့င်းကောင်းတဲ့င်းမှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ရှင်းတဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည် စစ်အာဏာရှင်စနစ်ကြာရှုံးရမည်အထက်ရင်နာစရာရှိသေးတယ်ဗျာစိတ်တော်တော်မကောင်းလမ်းကျူလမ်းကြားအင်ဂျူအင်ကြားမှာပဲဖြစ်တယ်လို့မြှောက်ထားခဲ့တော့သူတို့ရဲ့အလောင်းတွေကိုခွေးတွေကပေါ်ပြီးတော့စားနေကြတာအတော့ကိုရုံရှာပွဲကောင်းနေတယ်ဆိုတဲ့အကြောင်းလေးလက်ရှိ ျွန်တော်တို့နေမြေတွေအတွင်းထဲမှာပုတ်ပွားနဲ့ဟောင်းနေတာနဲ့ကျွန်တော်ရတားပြည်သူတွေတော်တော်လေးကိုစိတ်ဆင်းနေရတယ်ဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးမှာပါဓမင်းစားနေတဲ့ကျွန်တော်ရဲ့မသားစုအမိနဲ့ဓမင်းကန်လေးခဏလေးကြက်ထားပြီးတော့သတင်းပြီးမှပြန်စားရင်ကောင်းမယ်ထင်ပါတယ်ဟုတ်ပြီဒီအကြောင်းလေးကိုကျွန်တော်ဖော်ပြပေးမယ်မနေ့ကတော့ကျွန်တော်တို့အားလုံးပေါ်တော့တကယ်ကိုရန်ကိုသဘောကျနှစ်သက်စရာအလုံးကိုကောင်းတဲ့ကျွန်တော်တို့တန်မုံ ဒီဆန္ဒပြတဲ့အတန်ကိုပြန်ပြီးတော့နားထောင်လိုက်ရတယ်ကျွန်တော်ရဲ့မိသားစုဝင်တွေတိပီပီလာပြအကျွန်တော်ရဲ့ Telegram ပေါ့နော်အဲ log out ထွက်သွားတယ်ပေါ့နော်ကျွန်တော်ရဲ့ main owner log out ကျွန်တော်ရဲ့အာ channel ရဲ့ owner ကကျွန်တော်ကိုဖြာဆိုတော့ကျွန်တော်ရဲ့အာ account က log out ထွက်သွားတဲ့ခါကျတော့ကျွန်တော်ဗီဒီယိုတွေမှာအာ Telegram မှာဖော်ပြလို့အစမပြတာလေးဒီအပိုင်းကျွန်တော်ခွင့်လွှတ်ပေးပါနားလည်ပေးပါဆိုတော့ DNL ထိမ့်ချုပ်ထားတဲ့မုတ်ကုတ်အဲ့ဒီကနေပြီးတော့ပြန်ဆုပ်ခွာမယ် ဒီနေ့လည်းပြဆုပ်ခွာရင်အကျံဖက်စစ်ခွတ်တက်ကဝင်လာမယ်ဒါကပြည်သူကလက်မခံဘူးဆိုပြီးတော့တန်ဖုံးတိဆန္ဒပြတယ်ပြီးတော့သွေးသစ္စာတချင်းတွေစူကြပြန်တယ်ဟာဘလို့ဖော်ပြလို့ဘလို့ပြောပြလို့ပြောပြအမှန်တော့မသိဘူးဗျာကျွန်တော်တို့တကယ်အာဒီအတန်ပေါ့နော်ဒီအချိန်ကိုကျွန်တော်တို့အတူတူတွေးကြော်ခဲ့ကြတာအတူတူတန်ဖုံးတွေတီးခဲ့ကြတာ လေးနှစ်ကျော်ငါးနှစ်ပြီခဲ့ပြီအခုဒီတန်ဖိုးတီးတန်တွေကိုပြန်ပြီးတော့ကြားနေရတာဖြစ်ပါတယ်ဒီကြောင်းတွေကိုလည်းတော့ထည့်သွင်းဆွေးနွေးချင်ပါတယ်နောက်ဆုံးမှာတော့ KIA KIO အချမ်းဖက်စစ်ခွေးတက်နဲ့အဖြစ်ကရစက်ရေးကျွန်တော်တို့ဒီလက်မှတ်ထိုးမယ်စီစဉ်မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတဲ့အပေါ်မှာ KIA ကဘယ်လိုမျိုးထုတ်ပြန်ကြညာလဲဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးပါပါ။ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်ရင်ကြည့်ရှုကိုကျွန်တော်ရဲ့မိသားစုဝင်တဝူးချင်းစီတိုင်းကိုလေးစားဖိတ်ခေါ်လိုက်ပါတယ်။ ရွေးပါပွဲကရွေးပြီးွားကြီးလေဘာလို့သူကထက်ရွေးမှာသူကဘာမို့လို့ဘာရွေးမှာဘာမှလက်မခံနိုင်ဘူးပြပါဦးဆိုတာတကယ်ကိုယွန်စရာကောင်းတဲ့အကြောင်းကိုဖော်ပြချင်ပါတယ်လမ်းညွန်လမ်းကြအင်ဂျိုအင်ဂျာမှာဂျန်ဖက်စစ်ခွေးတက်ကအရာချင်းအကြီးပိုင်းနှစ်ကောင်အပါဝင်အကောင်30ကျော်ကျွန်တော်ရဲ့မိသားစုဒီတိုင်းပဲမြုပ်ခဲ့တာဆိုတော့မြုပ်ရင်လေတေချာမြုပ်ပြတေချာမမြုပ်တဲ့ခါကျတော့သူတို့ရဲ့အလောင်းလေးကိုခွေးတွေကပေါ်ပြီးတော့ ရက်တာပေါ့နော်မြေကြီးကိုခွေးတွေပြန်ရက်ပြီးတော့အဲ့ဒီအလောင်းလေးကိုခွေးတွေပြန်စားတာပြီးတော့အဲ့ရထွက်လာတဲ့အညီအဟောက်အနှံ့အနီးကတတော်ကိုစိုးရတယ်။အော်ရှင်စရာကြီးဗျာ။ဆိုအဲ့ဒီသင်ကကျွန်တော်ကင်ပီနဲ့ကော့ကရိတ်မှာဖြစ်သွားတာကျွန်တော်ရဲ့မိသားစုဝင်နေ။နိုဗ ెంబ ာ၁ရက်နေ့ကနေပြီးတော့နိုဗ ెంబ ာ၅ရက်နေ့၆ရက်နေ့မနေ့ကအချိန်ထိ ကျွန်တော်တို့အကြံဖက်စစ်ခွေးတက်ကရာရှိနှစ်ကောင်အပါဝင်ကျွန်တော်တို့စစ်ခွေးအကောင်30ကျော်အနေဆုံးသိဆုံးခဲ့တာဖြစ်တယ်အချို့ကောင်တွေကဒန်းဘလဘွားနဲ့ပြင်းလွှိုင်းနဲ့အဲ့လိုဇန်းမှာပဲတည်သွားခဲ့တဲ့အလောင်းတွေလည်းကျွန်တော်တို့ရှာဖွေတွေ့ရှိထားတယ်ကျွန်တော်ရဲ့မိသားစုဝင်တွေသူတို့ရဲ့ရာရှိအလောင်းတွေတော့မဟုတ်ပါဗျာပြန်ဆွဲမကောက်တာကြံအခုပါစဆိုတဲ့ပြည်သူစစ်ဆိုတဲ့စစ်မှုရန်အသက်တွေကတော့တည်တည်ကြည်ကြည်ပဲပြစ်ထားတာ ဒီကောင်တွေကလည်းတကယ်တမ်းတော့နေမီကျွမ်းကျင်တာလည်းမဟုတ်ဘူးပြီးတော့သူတို့ရဲ့တလန်းကတော့ဟုတ်နေတာပဲစုံလန်းကြတော့သူတို့ကဘယ်စုပ်လို့စုပ်အောင်မသိတော့သူတို့ကဟိုပြေးဒီပြေးနဲ့အင်ဂျိုအင်ကြားတွေရှောက်ပြေးရှောက်ပြေးပြီးတော့အဲ့လိုတွေ့တဲ့နေရာမှာပဲဝင်ပြီးတော့တေသွားတယ်ဘာလို့ဆိုဒဏ်ရာရတာတွေ့ထက်လွန်သွားတယ်ပြီးတော့အဲ့မှာကလည်းပဲသိရတိုင်းပဲလေအဲ့လိုဆော့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 တရားလည်းအများကြီးဘူးဗျာကျွန်တော်ပြောပြောနေကြအတိုင်းပဲအဲတခါတည်းကမှာကျွန်တော်ပြည်သူလူထုဂျားတွေကိုဂျမ်ဖက်စစ်ခွစ်တက်တွေကအမှတ်တမဲ့ရောက်သွားတာလည်းရှိပါတယ် မတ်ဘက်ရောက်သွားတဲ့ဆိုရင်တော့ကျွန်တော်တို့တခါလူးနေခြင်းနဲ့တခါတခါဒုံးနေလည်းပဲဒုံဒုံကျွန်တော်ချက်တော်လှီးနေခြင်းနဲ့ကျွန်တော်နောက်ဘေးမှာဟင်းနေချက်ပြုတ်ခြင်းနဲ့အသီးရွက်လှီးနေခြင်းနဲ့ကျွန်တော်တို့ဓာလေးတွေနေလည်းပေါ့နော်ဆွတ်ဆွတ်လှုပ်လို့ရဆိုတော့ဒါကတော့လက်ရှိအနာယူဖတ်စစ်ခွေးတက်ကိုကျွန်တော်ရသပြည်သူတွေကလုံးဝလက်မခံဘူးဆိုတဲ့အကြတွေကိုလည်းကျွန်တော်ထပ်ပြီးတော့မြင်တွေ့နေရတာပါ တော့သူတို့တွေကအဲ့လိုပြင်းလွှားရင်အင်ဂျိုအင်ကြားထဲမှာဖြစ်တယ်လို့ထေသွားကြတယ်ပြီးတော့ဖြစ်တယ်လို့မြုပ်သွားကြတယ်အဲ့တော့အဲ့ဒီလောင်းကြီးကပုတ်ဖွားပြီးတော့ပြည်သူလူထုနေအိမ်ထဲမှာတော်တော်လေးကိုဆူဆူဝါးဝါမတ္တရီစရာအခြေအနေတွေဂျွန်ရှာဘွယ်ဖြစ်နေတယ်လို့ကျွန်တော်တို့ဒေတာကန်ပြည်သူတွေကသတင်းပေးပို့ထားတာဖြစ်တယ်ဗျာနိုဝင်ဘာ6ရက်နေ့ TV စံနဲ့ ခွေးမောင်တိုင်မှာထိတ်တဲ့တက်ပွဲတွေဖြစ်ပွားခဲ့တယ်။ FIFA လည်းလမ်းစုံမှာလည်းပဲတက်လာတဲ့ Jump Pass ခွေးတိုက်အစုလိုက်အပြုံလိုက်အထိနာတော့ဥယျရေတွက်လို့မရဘူးတော်တော်များတယ်လို့သိရှိထားရတယ်။ဒါပြီးခဲ့တဲ့ရက်မှာဆိုရင်ကျွန်တော်တီးတယောက်ကျွန်တော်ပေါ့နော်ဗီဒီယို record လေးလမ်းပို့ရှာတယ်။ကျွန်တော်တို့တည့်အတိုင်းပဲလေအာကာတွန်ချင်းကြားတွေကနဲတာမဟုတ်ဘူး။ပြန်ချင်းကြတယ်အဲ့ဒီချင်းကြတဲ့မှာလဲပွင့်ကြည့်လိုက်ရဆိုလဲဘာမှမဟုတ်ဘူး PDP စုတ်ကောင်တွေတကယ် အာအုတ်ခွက်ပကံစုံးနေတာမသိမဲ့တို့ကဟိုတိန်နဲ့တိန်စင်တွေ့တာတွေကိုနိုင်ပြီးတော့ချင်းကြတဲ့အကုန်ချင်းချင်းထဲမှာအပြည့်နော်ချော့အမိသားစုချင်းထဲမှာအပြည့်ဆိုတော့အဲ့ဒီဗီဒီယိုဖိုင်တွေကျွန်တော်မဖော်ပြပြဘူးပေါ့နော်ဒီအပန်ကျွန်တော်ရဲ့တယ်လီဂရမ်လည်းအဆင်မပြေသေးတာပေါ့နော်ဒါကြောင့်ပေါ့ဆိုတော့အချင်းထဲမှာဗျာအပြည့်ဗျာတို့ကျွန်တော်စဉ်းစားတယ်ဒီချင်းကိုပေါ့နော်ဒီကောင်ကြီးဘာကြောင့်များထမ်းလာတာလဲပေါ့မသိအုတ်ခွက်ပကံကျွန်တော်တို့ဗျာဟိုတန်တိုတန်ဆာဝယ်တဲ့ကလားတွေလို့တိတ်မှန်လားအဲ့လိုမျိုးကြည့်တဲ့ချင်းကားချင်းကားထဲမှာဗျာအကုန်အပြည့်ပဲဆိုတော့ တခုခုလည်းအတန်လည်းကြာကြာကျွန်တော်တို့ဘက်ကနေပြီးတော့5ကျုံးနေပေါ့ဗျာဘုံ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 ဆိုပြီးပစ်ချပြီဆိုတာနဲ့အဲ့ဒီခြေသားတွေထားပြီးတော့ဒီကောင်တွေကကိုယ်လိုယုံကြည်တာဆိုတော့တတော်ကိုစုပ်ပြတ်တက်နေတဲ့ကောင်တွေရရင်တော့ဗျာတိန်နဲ့တိန်စင်ဒီကောင်တွေမှွေတာပဲလေကောင်းပေးဆိုတဲ့ပစ္စည်းလေးတွေသူတို့ရဲ့ချင်းချလေးတွေကိုထည့်တာပေါ့နော်ပြီးရင်တော့တည့်သွားမယ်ပေါ့ပြီးရင်တော့သူတို့တပည့်ရဲ့စင်းနဲ့ပဲပြန်ရောင်းမယ်အချို့ကောင်းတဲ့ဟာလေးတွေပေါ့ အဲသူတို့ရဲ့မိမတွေကိုပေးမယ်လို့သူတို့ကစိတ်ကူးထားတာလားမသိဘူးဗျာကျွန်တော်တို့ကကင်လဲကင်အောင်အဲ့ချင်းသားတွေထားပြီးတော့အကုန်လုံးပြေးတာဆိုတော့ပြေးတဲ့ကောင်ကတော့ပြေးတာပေါ့နော်တော်တော်များများကတော့မလွတ်သွားပါဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့ဒီမိုင်းကွင်းတွေကိုဝင်လာတာတစ်ချက်ပြီးတော့ကျွန်တော်တို့ရဲ့ပြက်ကွင်းတွေပေါ့နော်တက်ကွင်းတွေကိုဝင်လာတာတဲ့ပုံစံမျိုးတွင်းမှာပဲကျွန်တော်တို့အကောင်းဆုံးပြက်ခတ်နိုင်ရတယ်လို့ကျွန်တော်သိရှိထားရတယ်ဆိုတော့အဲ့ဒီမှာဆုလိုက်ပြုံလိုက်အထိနာတယ်အာသူတို့ထိတာကလည်းတစ်ချိန်နဲ့မဟုတ်ဘူးနဲ့အချိန်ကြီးမနေဘူးတဲ့ တမနယ်လုံးကျွန်တော်တို့ဘက်ကနေပြီးတော့တက်ကတ်ချေမွန်းခဲ့တာဖြစ်တယ်ဆိုတော့ November တရက်နေ့မှာတည်တာက6កောင်ထပ်6កောင်မဟုတ်ဘူးကျွန်တော်တို့16កောင်တည်တယ်ပြီးတော့အင်ဂျူအင်ကြားထဲမှာမှုတ်ခဲ့တဲ့ပုတ်ပနေတဲ့အားတွေကိုခွေးတွေကဆွဲဖော်ပြီးတော့စားနေတယ်ပြီးတော့ရာရှုတွေလည်းပဲအဲ့ဒီလိုပဲမြုပ်တယ်အကက်ခွေးတေကျွန်တော်တို့မြုပ်သလိုပဲတဲ့ဆိုတော့ဒရင်ပေပိုးမှုကလည်းတော်တော်လေးကိုပြောကောင်းတယ် တော့ဒီပုတ်ပပြီးတော့တင်နေတဲ့လောင်းတွေပေါ့နော်အဲ့ဒီလောင်းတွေမှာလည်းကျွန်တော်တို့ရာရှိအကြီးပိုင်းတွေပေါ့နော်ရာရှိအကြီးပိုင်းတွေလည်းပါတယ်ဆိုတော့ရာရှိအကြီးပိုင်းတွေရဲ့ဒီ body တွေပေါ့နော်အလောင်းတွေကိုတို့တွေမြုပ်တဲ့ပုံစံတော်မှာခွေးတေမြုပ်သလိုပဲတဲ့ဖြစ်သလိုမြုပ်ထားတဲ့ဖြစ်တယ်တဲ့ဟောတို့လို့တို့တန်ဖိုးမထားဘူးဆိုတာကလည်းပဲကျွန်တော်တို့ထင်ရှားစွာတွေ့နေရတယ်ဆိုတော့ လက်တော့ကျွန်တော်တို့ပေါ့နော်ဒီ demo မှတ်တမ်းတွေတော့မထုတ်ပြန်သေးဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အဲဒီမှာရှိတဲ့ကြေးရ data တွေရဲ့တုံ့ပြန်ရေးဖြစ်ပါတယ်။သိရတိုင်းပဲလေ။ဒီကောင်နေထိနာတယ်ဆိုတော့ကျွန်တော်တို့ရက်ွက်ကြေးရတွေကိုကျွန်တော်ဖက်စစ်ကွက်တက်ကလေကြောင်းကဘုံကျဲမှုတွေရှိတယ်ဗျ။ဆိုတော့ဒါကြောင့်လည်းပဲကျွန်တော်တို့ဒီ demo မှတ်တမ်းထုတ်ပြန်တာမရှိသေးဘူး။ဒါပေမဲ့တော့ကျွန်တော်တို့ရှိမှာတော့ save ထားတဲ့ပုံစံရှိပါတယ်။ဟုတ်ပြီ။ရရှိအလောင်းတွေပေါ့နော်တေတွေကပုတ်ပွားပြီးတော့ခွေးတွေစားနေတယ်လို့ကျွန်တော်တို့ဒေသခံအရင်းမြစ်ကကြားသိထားရတာဖြစ်တယ် ဆိုတော့ November 3ရက်နေ့ပြီးတော့ November 9ရက်နေ့ထိမှာကျွန်တော်တို့ရှေ့ရက်ပိုင်းနေမှာပေါ့နော်တော့ကင်းနေပြီမှာလည်းတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့တာရှိပါတယ်အဲ့ဒီတိုက်ပွဲတွေအတွင်းမှာ Jabra Pacific ခွေတက်ကရာရှိအကြီးပိုင်းနှစ်ကောင်အပါအဝင်အနည်းဆုံးစခွေ3030ထက်မနည်းသေဆုံးပြီးတော့ဒဏ်ရာရတဲ့ကောင်တွေများပြားကျွန်တော်တို့တွေးရှိထားရတာဖြစ်တယ်လက်ရှိချိန်ဒီလဲအင်ဂျိုအင်ဂျာထဲမှာဖြစ်တယ်လို့ပေနေတဲ့ကောင်တွေကိုလည်းကျွန်တော်တို့ like count လို့ မပြီးသေးဘူးလို့တော့ကျွန်တော်တို့သတင်းတွေရရှိထားပါတယ်အာယွန်စရာကြီးပြကျွန်တော်အဲ့လိုစစ်စင်ရေးထဲမှာတော့ကျွန်တော်ဘယ်လိုပြောမလဲတော့ကျွန်တော်လည်းမကောက်ချင်းဘူးစပါမသားစုံနေမကောက်ချင်းဘူးဘာလို့တော့အော်ဒီကောင်ကြီးကိုငကိုတဲ့ရလဲပဲဗျာတမလားပြည်သူကလည်းလက်မခံအောင်ဗျာလက်မခံတဲ့ကွာကျတော့အာခွေးကောင်တည်နေလဲတော့မဟုတ်တော့ခွေးကောင်တည်တယ်ဆိုတော့တော့မှ အချို့ကျွန်တော်တို့ရက်ွက်တီတဲမှာဆိုရင်ကျွန်တော်မိသားစုဂျုံမှာပါအဲရက်ွက်တီရခွေးလေးတကောင်ဥမာဆိုတော့ဗျာအက်ဆီဒန့်ဖြစ်ကားတိုက်လို့တေသွားတယ်ဆိုရင်တော့မှအာတည်တည်ချာချာအဖိုက်တဲကိုထက်အဲတည်တည်ချာကျိုးနဲ့ချီအဲပြီးတော့ကျွန်တော်တို့တဲဘောနသူ့အမြင်မျိုးပဲနေရာကိုကျွန်တော်တို့ဒါအဲနောက်ကားနဲ့ပဲဖြစ်ဖြစ်ပေါ့ဗျာစိုက်ကားနဲ့ပဲဖြစ်ဖြစ်ပေါ့နော်အဆိုင်ကင်နဲ့ဖြစ်ဖြစ်တင်းတင်ပြီးတော့မှဟိုမှအဲမြင်မျိုးပဲနေရာကိုသွားသွားပြီးတော့ကျင်းတေချာတူခုနကကျိုးချီထားတဲ့ ဒီခွေးပေါ့နော်ဒီအလာကိုတေးချပြုတ်ပြီးတော့ပြောမှအပေါ်နဲ့ညီပါဖို့ညီပါဖို့ပြီးတော့တေးချဖိလိုက်သေးတယ်ဆိုတော့ဒါခွေးတကောင်တော့မှအဲ့လိုတေးချမြုပ်တာဗျအခုလက်ရှိမင်းအောင်လိုင်းဥဆောင်ပြီးတော့ကြောပြည်သူအနာကိုတိမ့်ပြီးတဲ့ဂျမ်ဖက်စစ်ခွေးတက်ကကောင်းလေတေးပြီးဆိုရင်ကျွန်တော်တို့အဲ့လိုမျိုးမမြုပ်တော့ပြည်သူကလည်းမမြုပ်ချင်တော့ကင်လည်းမကင်ချင်ထီလည်းမချင်ယွန်လို့အခုအဲ့ဒီကျွန်တော်လည်းမမြုပ်ချင်တဲ့အခါကျတော့ တို့ကလည်းတောင်းသူဖြစ်တယ်လို့လမ်းညွန့်လမ်းကြားထဲမှာအင်ဂျူအင်ဂျာထဲမှာတေးနေတော့တော်တော်လေးကိုအဆင်မပြေဖြစ်နေတဲ့အကြောင်းကျောင်းမိသားစုတွေကိုကျော်ဖော်ပြနေခြင်းဖြစ်ပါတယ်လက်ရှိကျွန်တော်တို့ကင်ပီနယ်ကော့ပိုရိတ်တပ်ဖွဲ့တွေမှာတို့ကအကျန်းဖက်စစ်ကွက်တက်ကစိတ်ရအလုံးရင်းသုံးနေတယ်လို့ပြီးတော့ထိုးသိဆင်နေတယ်လို့တိုက်တိုက်စစ်လုပ်နေတယ်လို့ဘာလို့ဘာလို့ညာလို့အော်နေတယ်ဆိုတာကတပတ်တိတ်တိဖြစ်ပါတယ်ကျွန်တော်မိသားစုကဘာမှလမ်းလည်းမသိဘာမှစေလည်းမသိဘာကြိုးကြောင်ဘာရီမှန်းလည်းမသိပဲနဲ့ရောက်လာတဲ့ ငစနူပါစအစ်စ်တွေဖြစ်ပါတယ်ဆိုတော့တေတာကလည်းတောက်တောက်လည်းဖြစ်နေပါတယ်ဗောနော်ဟုတ်ပြီဒါကတော့ကင်းပင်နယ်ရဲ့လက်ရှိစေရေးအခြေအနေဗောနော်အဖန်မှာလည်းပဲကင်းပင်နယ်နေ့ကိုအကြီးအကျယ်တွေလှုပ်ဆောင်နေကြပါတယ်ဆိုတော့ကျွန်တော်လည်းကင်းလူတွေအတွက်ဆူတောင်းပေးနေပါတယ်ဟုတ်ပြီဗမနိစနာပြလိုက်ဖော်ထုတ်မှုမြင်တွေ့လိုက်ရတယ်ကျွန်တော်အားလုံးချက်သိမ်းမှုညင်းနေထပြီးတော့ ကျွန်တော်မန်လေး PDF ရဲ့ခေါင်းဆောင်တအူးဆိုရင်မြေတောင်ကြားတယ်ဗောနော်မနေ့ကလည်းကျွန်တော်အဲ့ဗီဒီယိုတွေကိုကျွန်တော်ရှာပြီးတော့ကြည့်တယ်ဗီဒီယိုဒရင်တစ်ခုကနေဗီဒီယိုတစ်ခုတက်လာတယ်ကျွန်တော်အားမရသေးဘူးထပ်ရှာပြီးတော့ကျွန်တော်ကြည့်တယ်ဘာကြောင့်လဲကျွန်တော်တန်ဖို့တီးခဲ့တာကျွန်တော်ဒီ level နေကွဲမတက်ကျွန်တော်တို့စနပ်ပြဖော်ထုတ်ခဲ့တာသူသစ္စာတခြင်းနေကျွန်တော်တို့ကြိမ်ပံများစွာအခောက်ကြီးဘလောက်မှန်းအောင်သိဘူးကျွန်တော်တို့သိစုခဲ့ကြတယ်ဒီလိုတန်ဖို့တီးတာတွေပြီးတော့ဒီလိုမျိုးသူသစ္စာတခြင်းမျိုးတွေ မဟုတ်မြေမှာပြန်ပြီးတော့ကြားရမယ်လို့ကျွန်တော်တို့လုံးဝကိုမထင်ခဲ့ဘူး။ဒါပေမဲ့ကျွန်တော်တို့ကြားလိုက်ရတဲ့အချိန်မှာစသိပြင်းပြင်းတော့ထားတယ်။တော်လန်ရေးပေါ်ဘလော့တိသစ္စာရှိလဲ။ပြီးတော့ကျွန်တော်ပြည်သူတွေဒီနေ့အချိန်ထိတပြားတစ်ချက်မှမလျော့ဘဲနဲ့ဒီတော်လန်ရေးမှာပါဝင် နေစေဖြစ်တယ်ဆိုတာ။ကျွန်တော် driving လုံးမှာရှိတဲ့ညီကိုမောင်မအားလုံးကိုဖော်ပြခဲ့တယ်လို့ဘာကြီးကိုပါ ထင်းစေခဲ့တာပါဟုတ်ပြီဒါတော့ကျွန်တော်တို့လေးနှစ်ကျော်ကာလအတွင်းမှာကြာမြင့်ခဲ့ပြီဖြစ်တဲ့တန်ဘုံတီးတန်တွေနဲ့သွေးသစ္စာတစ်ချို့ကိုပြန်လဲပြီးတော့ကြာတိနေခဲ့ရတယ်ပြီးတော့ဒါကလည်းပဲအကျန်းဖက်စစ်ခွေးတက်ပြန်လဲဝင်ရောက်လာမှာကိုလုံးဝကိုလက်ခံဘူးလို့ပေါ်ထုတ်ပြသခဲ့ခြင်းဖြစ်ပါတယ်ရမ်းချစ်သွားပြီဘုကုတ်မဟုတ်တော့ဝမ်းသာဂုဏ်ယူရလို့စိုးရင်ပူပန်ရပါ ။ဇန်ပတ်စကွတ်တက်ကသိရတိုင်းမှာကျွန်တော်ရင်မိသားစုဝင်မထင်မထင်လို့အကုန်လှုပ်တာ။ဆိုတော့ဘုံကျဲမှပါပဲ။ဒါတွေကိုကျွန်တော်စိုးရင်လာပါ။ဘုံကျဲမယ်ဆိုရင်တော့တရုတ်နဲ့စစ်သက်ညှိနှိုင်းခဲ့တဲ့သူတို့ရဲ့စာချုပ်ကိုသူတို့ဖောက်ဖျက်ခဲ့တာ ဖြစ်တယ်။ဒါဆိုရင်တော့ကျွန်တော်တို့ကတော့တောက်လျှောက်ကြီးတတိတန်းကြီးကျုံးယုံပဲကျွန်တော်ရင်မိသားစုဝင်နေ။ဟုတ်ပြီ။နောက်ထပ်သတင်းလေးတစ်ခုက KIO KIA ရဲ့ဘုဂျိုဂျင်းတော်ဘူးရဲ့ထုတ်ပြန်ပြောဆိုချက်လေးကိုဖော်ပြပေးချင်တာပါ။ ဒီထုတ်ပြန်ပြောဆိုချက်လေးမတိုင်ခင် မှာကျွန်တော်တို့ရဲ့လူမှုကွယ်ဆိုရဆာမျက်နှာအထက်မှာပြန့်နှံ့နေတဲ့သတင်းလေးတစ်ခုလည်းရှိတယ်ဗျာကျွန်တော်လည်းအဲ့ဒီသတင်းကိုစောင့်ကြည့်နေတာအဲ့ဒါဘာလဲဆိုတော့ KI OKI A ကကျန်းဖက်စစ်ခွေးတက်နဲ့ဆစ်ဆက်ညှိလိုက်ပြစ်ခတ်ရစဲဖို့ရှိတယ်ဆိုတဲ့သတင်းထွက်ပေါ်လာတာဖြစ်တယ်ဒီသတင်းထွက်ပေါ်လာပြီးဆိုကျွန်တော်ရဲဘော်လူငယ်တွေအနေနဲ့ရှင်းပါတယ်သူတို့က သူတို့အမြင်ပေါ့ဗျာဒါတိုင်းသားတက်ဖွဲ့ဝင်နေနဲ့ပြစ်ခတ်ရစဲမယ်ဆိုတော့အရှိမလဲ MND တို့ TNL တို့လည်းပြစ်ခတ်ရစဲခဲ့တာရှိတယ်ပေါ့ဗျာဆိုတော့ KNB နဲ့မှဆို BGF တို့ DGP တို့သူတို့မွေးထားတဲ့ကောင်းတွေနဲ့လည်းတတော်လေးကအဆင်ပြေနေတာပေါ့ဗျာဆိုတော့ကကြောတော့သူတို့ကတိုင်းသားတက်ဖွဲ့ဝင်နေနဲ့ပြစ်ခတ်ရမယ်ပြီးတော့ကျွန်တော်တို့ပြည်သူ့ကော်မတီတက်ဖွဲ့ PDF ကိုအပီပင်ကျုံးမယ်ပေါ့ဗျာအပီပင်ချိန်မုံးမယ်ပေါ့ဒါမျိုးသူတို့ကမျှော်လင့်ထားတာပါဟုတ်ပြီ KIA KIO ကဘာပြောလဲဆိုရင် ျွန်တော်ထင်တာကတော့တဲ့သူတို့ခံမှန်းပြီးတော့တုံးတက်ပြီးတော့မှတိမ်တဲ့သတင်းဖြစ်မယ်လို့ထင်ပါတယ်ကျွန်တော်တို့သတင်းဌာနကဘယ်သူမှအဲ့ဒါနဲ့ပတ်သက်ပြီးပြောတာမရှိဘူးတွေ့မယ်ဆိုရင်တော့ဘိုးကော်မတီရဲ့စုံဖြတ်ချက်သုံးသက်ချက်တွေနဲ့တွေ့မှာဖြစ်ပါတယ်အခုထက်တိတော့ကျွန်တော်တို့ဘိုးကော်မတီအဲ့ဒါနဲ့ပတ်သက်ပြီးတော့အကြောင်းကြားညွှန်ကြားထားတာလည်းမရှိဘူးလို့ပြောပါတယ်ပြရောယောဂဘုံနဲ့ပတ်သက်ပြီးတော့လည်းပဲဘာမှမှတ်ချက်ပြီးသဘောပြောစရာသဘောထားပါတော့ ပြောစရာမလိုဘူး KIO ကျွန်တော်ဘိုးကွန်ပျူညွှန်ကြားချက်ထုတ်ပြန်ထားတာလည်းမရှိဘူးဆိုတော့တခုရှိတာကတော့ KIO ထိချုပ်ထားတဲ့နေပြည်တော်မှာရေကောက်ပွဲလုံးဖို့လုံးဝခွင့်ပြုမှာမဟုတ်ဘူးလေဆိုတော့ကောလာဟလတွေထွက်ပေါ်နေတဲ့အပေါ် KI KIO ကပြပြတတညင်းပယ်ပြောဆိုလိုက်သလိုပြောရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လေသူတို့ရဲ့သဘောထားကိုရှင်းရှင်းလင်းလင်းထပ်မှန်ပြီးတော့ကြားအောင်ထပ်ပြီးတော့ပြောလိုက်ပါတယ်ဆိုတော့ကြားအောင်ဘာကြောင့်ထပ်ပြီးတော့ပြောလိုက်တာလဲဆိုရင် ။အကြမ်းဖက်စစ်ခွေးတဲ့ရဲ့ခွေးကောက်မဲ့ပွဲခွေးကောက်ပွဲပေါ့ဗျာဗျမ်းပရာကြီးပေါ့။ဆိုတော့ဒီခွေးကောက်ပွဲမှာလည်းပဲ KI အထင်းချုပ်ထားတယ်၊သိမ့်ပိုက်ထားတယ်၊မိုးမောက်မြို့နယ်နဲ့မန်စီမြို့နယ်တွေမှာလည်းရွေးကောက်ပွဲကျင်းပမယ်လို့အကြမ်းဖက်စစ်ခွေးတက်ကကြေညာထားတယ်ဗျာ။ဒါကြောင့်သူတို့ကကောလာဟလတွေကိုတခါလေငင်းပယ်လိုက်သလိုမဟုတ်ဘူးဆိုတဲ့အကြောင်းကိုအပြက်ပြက်လိုက်သလိုဒီရောကျွန်တော်ခွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လည်းပဲဒါ KIA KIA ကိုထိချုပ်ထားတဲ့မျိုးနှမျိုးကိုပါ ရွေးကောက်ဖို့ကျင်းပဖို့ပြောဆိုထားတဲ့အပေါ်မှာလည်းပဲတခါတည်းအဖွင့်လဲအပိတ်အပိတ်လဲအပိတ်ပြောဆိုခဲ့တာဖြစ်ပါတယ်ဟုတ်ပြီဒီနေ့ဒီကုန်းကျောင်းနေနဲ့ကျွန်တော်မိသားစုနေဖော်ပြပေးခြင်းနဲ့အကြောင်းအရာတစ်ခုရှိတယ်မို့နော်အဓိကအဖြစ်ကတော့ရဲဘော်ရဲဘက်တွေပြပါအဲ့ဒီဖြစ်စဉ်ကရှေးဘူမှာကျွန်တော်တို့တော်လန်ရေးတပ်ဖွဲ့ဝင် King Scan တစ်ခုစီးနေတိုက်ခိုက်ခံရတယ်ကျွန်တော်တို့ရဲဘော်9ဦးအရှင်ဖန်းစီခံရပြီးတော့အကုန်လုံးကိုညှိမှနှိပ်စက်ပြီးတော့အချမ်းဖက်စစ်ကွက်တက်ကတပ်ဖြတ်သွားတယ် ဒီလိုသတင်းမျိုးကကျွန်တော်ပြည်သူတွေမကြားချင်ဆုံးသတင်းဖြစ်တယ်ဒါကြောင့်ကျွန်တော်ညီကုန်းကျုံမှာပြောတာဆိုတော့ကျွန်တော်လည်းမကြားချင်ဘလို့အချိန်နေဘလို့နေမြင်မှာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ရဲဝန်ကြီးကိုတို့သတိမပြတ်ပါနဲ့ရန်သူဟာကျွန်တော်ရသပြည်သူကတော့မှနှစ်ချမ်းခွဲရတာပြည်သူကလည်းနှစ်ချမ်းခွဲရတယ်သူတို့လျှောက်ပြောနေတာညီပိညီပိဖြစ်တယ်လို့အစိမ့်ဖြစ်တယ်လို့အပြာဖြစ်တယ်လို့ဘာဖြစ်တယ်ညာဖြစ်လို့ဆိုတာအဲ့ဒါသူတို့ပဲခွဲရတာ ကျွန်တော်ဆိုရင်ပြောလို့ကျွန်တော်မိသားစုကျွန်တော်ညီပိလည်းမဟုတ်ဘူးကျွန်တော်အန်ဒရီလည်းမဟုတ်ကျွန်တော်ရက်သားပြည်သူတယောက်ပဲဒါပေမဲ့အာနာသိန်းနာကိုလုံအောင်လက်မခံတဲ့ဒေါ်လာရင်းရေးမှကျွန်တော်ပါဝင်နေခြင်းဖြစ်တယ်ကျွန်တော်လာခေါ်ကြတဲ့ဒီ YouTube မှာပေါ့နော် YouTube ဒီမှာရှိတယ်ပြီးတော့ chatbot တွေမှာအများကြီးပဲစာတွေပို့တာအာညီပိညီပိဆိုတဲ့စကလုံးသုံးတဲ့သူဟာတော်တော်ကိုနှိမ်ပါတဲ့သူဖြစ်တယ်ဘာကြောင့်လဲဆိုတော့လူတူကိုအဲ့ဒီအတုံးတုံးတော့ပဲဆိုရင် အဲ့ဒီသူကဘလို့လူမျိုးလဲဆိုတာကိုအရင်ဆုံးသိသိချာချာစုံစမ်းဖို့လိုတယ်။ငါပြောမဲ့သူကငါထက်ပညာတတ်ဖြစ်နေတာလား။ဘလို့ပညာတွေတတ်ထားတာလဲ။ပြီးတော့အာငါအစ်ထက်ပို့ပြီးတော့ဗောနော်စီးပွားရေးလောကဗောနော်ဘာတွေမြင်ကျင်လည်ခဲ့ဘူးလဲဆိုတာမျိုးတွေပေါ့။ဟုတ်ပြီ။ဒါပါ ဆိုတော့ကျွန်တော်ရည်လာပြည်သူတွေကိုလည်းနှစ်ချမ်းခွဲတာလေအနုပညာရှင်တွေအနုပညာရှင်တွေကိုနှစ်ချမ်းခွဲတာလေဒါကဖက်စစ်ခွေးတက်ရဲ့ဒါလှုပ်ထားတဲ့ပုံစံတွေမှာဆိုတော့ကျွန်တော်တို့အနေနဲ့ဒါအမြဲတမ်းရှိဖို့လိုတယ်ဗျာဆိုတော့ဒီပြည်စင်မှာဆိုရင်ဒါကျွန်တော်ရဲ့ကာကင်စကန်ပေါ့နော်ကာကင်စကန်ကာကင်စကန်လေးတစ်ခုကိုဝင်ပြီးတော့အစည်းခံလိုက်ရတာဗျာ ဒီမှာကျွန်တော်တို့ဒါပေါ့နော်ရွှေဘုံမြို့နယ်နေရာတနေရာလို့ပဲကျွန်တော်တို့သုံးပြုထားတယ်ဘာလို့ဆိုအဲ့ဒီနေရာရဲ့လုံခြုံရေးအခြေအနေရလက်ရှိအခြေအနေတွေဒီလဲဒါကျွန်တော်တို့ပေါ့နော်အဲအခြေအနေရရကြောက်အဲ့ဒီနေရာကိုတိတိကျကျမဖော်ပြသေးပါဘူးဆိုတော့အဲ့ဒီမှာရှိတဲ့စကန်ပေါ့နော်စကန်တွေးမှာရှိတဲ့ရဲဘော်9ဦးကိုအရှင်ဖမ်းဆီးပြီးတော့ညှိမနှိပ်ဆက်တပ်ဖြတ်သွားတာပေါ့နော်ဟုတ်ပြီ ဒီ business နဲ့ပတ်သက်ပြီးတော့ရှေဘူပကပအဖွဲ့ကိုလည်းမေးမြန်းထားတာတွေရှိပါတယ်ဆက်လက်လောရှိမှတော့ဆက်သွယ်မရတတ်ဘူးလို့ကျွန်တော်တို့မေးမြန်းချက်တွေကိုလည်းပြန်လည်ပြီးတော့ဖိချားထားတာမရှိပါဘူးဆိုတော့ကျွန်တော်တို့ဒါတွေကိုအမ်အထူးသတိပြုရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ cargo scan ဘာကြောင့်စီးနင်းခံရတာလဲဒါတွေကိုအသေးစိတ်တာဝန်ယူမှုတာဝန်ခံမှုရှိရမယ်ကျွန်တော်ရဲ့ဘော်ခုနှစ်ဦးခုလိုမျိုးအရှင်အဖမ်းခံရပြီးတော့ ဘလောက်တော့ညင်မနှိပ်ဆက်ခံရပြီးတော့ဘလိုမျိုးတက်ဖြတ်ခံရလဲဆိုတော့ကျွန်တော်တို့စဉ်းစားကြည့်လို့တော့မရဘူးဆိုတော့ရှန်သူကစစ်တုံးမှမထားဘူးနော်ဒါလေးကိုလည်းကျွန်တော်သတိပေးကြောင်းကြားတာပါမတေကျွန်တော်တို့လုံခြုံရေးနဲ့ပတ်သက်ပြီးတော့အထူးဂိပြုကိုကျွန်တော်ရေဖို့အတူမှားခြင်းနေအထူးအထူးအထူးပါပဲနံပါတ်2အခုဖြစ်ရတဲ့ပတ်သက်ပြီးတော့ရန်သူဟာစစ်တုံးမှမထားဘူး ရှင်းလားမသိဘူးကျွန်တော်ရဲ့မိသားစုနဲ့ကြားလားမသိဘူးကျွန်တော်ရဲ့ရဲဘော်တို့ဟုတ်ပြီဒီကနေ့မှကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာကျွန်တော်ရဲ့မိသားစုနဲ့အားနဲ့တတ်မလို့မျောလင့်ပါတယ်နောက်လာရင်ဒီတက်ပုတ်ကောင်းအောင်ကျွန်တော်ကြိုးစားပေးပါမယ်ဒီနေ့လည်းကျွန်တော်တို့ကျွန်တော်ကျွန်တော်ရဲ့အတီးနဲ့စကားပြောပြတယ်ပေါ့နော်ကျွန်တော်လည်းပြောလိုက်တယ်ရှင်းစားရှိတဲ့ရှင်းကျန်တာဘာမှမကြားခြင်းဟုတ်ပြီနနေဘေးစီဘေးကဘေးကြောက်နေကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့မိသားစုတအူးချင်းနဲ့ပြင်းနေကင်းရှင်းပါ